တရုတ်မြန်မာစီးပွားရေးစင်ကြံတလျှောက်ကစီမံကိန်းတွေမှာအဆင်ပြေချုံးမွေစွာအကောင့်တွေဖော်နိုင်ရေးအတွက်တရုတ်နိုင်ငံနဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့နာဆကဥက္ကဋ္ဌဗဂျိုမူဂျီမေအောင်လိုင်ကပြောပါတယ်။ဂျွန်လာရှိရနေ့မှာပြုလုပ်ခဲ့တဲ့မြန်မာတရုတ်နှစ်နိုင်ငံတက်တမန်ဆက်ဆံရေးထူထောင်မှု85နှစ်မြောက်အခမ်းအနားမှာထပ်ပါအတိုင်းပြောကြားခဲ့တာပါ။ မြန်မာနိုင်ငံဟာတရုတ်နိုင်ငံနဲ့ရဝမ်းနဲ့ပိုလန်မှစီမံကိန်းနဲ့တရုတ်မြန်မာစီးပွားရေးဆင်းချက်စီမံကိန်းတွေအကောင့်တဲ့ foreign နေရာမှာအရေးပါတဲ့ပထဝီဝင်အနေထားမှာရှိနေတယ်လို့ဆိုပါတယ်။ဒါကြောင့်အဆိုပါစီမံကိန်းတွေကိုစောလျင်စွာအကောင့်တဲ့ဖော်နိုင်ပါကနှစ်နိုင်ငံပြည်သူတွေအတူတကွဆင်းဆက်မပြတ်တာယာဝါပြောဖွံ့ဖြိုးတိုးတက်စေနိုင်မယ်အခွင့်အလမ်းပေါင်းများစွာရရှိစေနိုင်မယ်လို့ယုံကြည်ကြောင်းလဲဆက်ပြောပါတယ် တရုတ်မြန်မာစစ်ပွားရေးဆင်ချက်ဟာတရုတ်တမရရှိကျင်းပြန်က2023ခုနှစ်မှာကျင်းညာခဲ့တဲ့ရန်ဝန်နဲ့ပိုလန်မှာ BRI ရဲ့အစိပ်ပိုင်းဖြစ်ပြီးယူနန်ပြည်နယ်ကိုမင်းမြို့နဲ့မြန်မာနိုင်ငံကမူဆယ်မန္တလေးရန်ကုန်နဲ့ကြောက်ဖြူမြို့တို့ကိုချိတ်ဆက်သွားဖို့ရှိပါတယ်စီပွားရေးစင်ကြံစီမံကိန်းများအတွင်ယထာလန်ကာလန်အထူးစီပွားရေးဆောင်တွေစိတ်ကန်းတွေအစင်းမြင့်နေဆက်ကိတ်တွေကုံလောင်ယုံတွေစက်မှုဆောင်တွေနဲ့မြို့သစ်စီမံကိန်းတွေပါဝင်နေပါတယ် ဆလဘီနာဆကာအုတ်တာကတရုတ်နိုင်ငံအနေနဲ့မိမိတို့နိုင်ငံအပေါ်ဆင်းဆက်မပြတ်အပြုသဘောဆောင်တဲ့ထိတွေ့ဆောင်ရွက်မှုစိတ်ကောင်းစေတနာနဲ့အားပေးထောက်ခံမှုများအတွက် များစွာတန်ဖိုးထားကျေးဇူးတင်ရှိတယ်လို့ပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံအရေးကိစ္စနဲ့ပတ်သက်ရင်နိုင်ငံတကာစာမျက်နှာမှာရည်တည်ထောက်ခံပေးလျက်ရှိတဲ့အတွက်လည်းကျေးဇူးတင်တယ်လို့ဆိုခဲ့ကြောင်းပါခင်ဗျာ။